ကံနေနေပြီဆိုရင်ဒီလိုအိမ်မက်မျိုးတွေမတ်တက်ပါတဲ့မိမိရဲ့ကံစားတာမှာကံဆိုးနေပြီကံနေနေပြီဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ဆိုးတွေနမိတ်တွေကိုမြင်ရတတ်ပါတယ်အိမ်မက်မတ်ရတတ်ပါတယ်เนาะဆရာဒီနေ့ဒီမိမိကံဆိုးနေရင်ကံနေနေရင် ်ဘာအိမ်မက်တွေမက်တက်လဲဘာဖြစ်တက်လဲဆိုတာကိုဆရာပြောပြပေးသွားပါမယ်ဒီအိမ်မက်ဒီရရရရနမိတ်ဗီဒီယိုလေးကိုလည်းခဏရသားသမီးအားလုံး share ပေးကြဖို့ပြန်လည်မျှဝေပေးကြဖို့ဆရာပြောချင်ပါတယ်နမတ်တဲ့ချက်အိမ်မက်ထဲမှာမိမိရဲ့အိမ်မက်ထဲမှာတိုက်ခိုက်ခံရတာเนาะအိမ်မက်ထဲမှာတိုက်ခိုက်ခံရတာရန်ဖြစ်တာเนาะတယောက်တည်းရှောက်သွားနေတာမျိုးတွေမက်တယ်ဆိုရင်ဆရာတို့ကန်နေနေရလို့ယူဆရပါတယ်နမတ်နှစ်ကတော့အိမ်မက်ထဲမှာမိမိကပျောက်ဆုံးသွားတာလမ်းပျောက်သွားတာ ဘယ်နေရာကိုပဲရောက်ရောက်အကူအညီမရရှိတာအဆင်မပြေမှုတွေမြတ်အိမ်မထဲမှာအဆင်မပြေမှုတွေများစွာကြုံနေရရဆိုရင်လည်းဆရာတို့ပေါ့နော်ကံနေနေရလို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကအိမ်မဆိုးတွေမှတ်တာအိမ်မထဲမှာအမောင်တူတဲ့ကိုရောက်သွားတာတရေတစီတွေကိုမြင်တာမှတ်တာမျိုးတွေဆိုရင်လည်းဆရာတို့ကံနေနေလို့ယူဆရပါတယ်ပြီးတော့အိမ်မထဲမှာဆရာတို့ကြာရှုံးမှုတွေပေါ့နော် ကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ဆာမွေးကြတာအမြင့်ပေါ်မှာပြုတ်ကြတာပြိုင်ပွဲဝင်တာကိုရှုံးနေတာဘာပဲလုပ်လို့အိမ်မက်ထဲမှာရှုံးနေမှုတွေနဲ့ကြုံတွေ့ရရဆိုရင်လည်းကန်စာတာနေနေရလို့ဆရာတို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကတော့အန်နီယယ်တွေနဲ့ရင်ဆိုင်ရတာပေါ့နော်အိမ်မက်ထဲမှာဖန်စီခံရတာခွေးကြိုက်ခံရတာမွေကြိုက်ခံရတာဘေးအန်နီယယ်မျိုးစုံကြုံတာလိမ့်ဆန်ကောင်းကောင်းလိုက်တာကိုထွက်ပြေးရတာမျိုးတွေဆရာတို့မှတ်တယ်ဆိုရင်လည်းကန်နေနေရလို့ဆရာတို့ယူဆလို့ရပါတယ် ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာအရှုံးပေးလိုက်ရတဲ့အိမ်မက်မျိုးတွေပေါ့နော်အိမ်မက်ထဲမှာဒီကိုကကြိုးစားရင်ကြိုးစားလောက်မအောင်မြင်တာဘာပဲလုပ်လို့မအောင်မြင်တာကိုကအိမ်မက်ထဲမှာဒီကြိုးစားမှုတွေနဲ့ပတ်သက်တဲ့အရာအလုံးအရာတွေကိုလုပ်တဲ့အခါမှာရှုံးနေမှုတွေကြုံကြုံတွေ့ရရဆိုရင်လေဆရာတို့ပေါ့နော်ဒီကန်နေတယ်လို့လို့ယူဆရပါတယ်နော်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာဒီရာတွေညာမျိုးတွေဖြစ်တယ်တွေ့တယ်ဆိုရင်လေဆရာတို့ကန်နေတယ်လို့ယူဆရပါတယ်ပထမတစ်ခုသွားကြိုးတာ ပန်းပန်တာမျိုးအိမ်မက်မက်တာမီးလောင်တာကိုအိမ်မက်မက်တာပွဲလန်းသဖြင့်ပျော်ပွဲရှင်ပွဲလုပ်နေတာကိုအိမ်မက်မက်တာလှေစည်းတာကိုအိမ်မက်မက်တာဖုံဆုပ်အာ sorry ဖနက်ဆုပ်ထီဆုပ်တေကိုအိမ်မက်မက်တာကခုန်တာကိုဆရာတို့အိမ်မက်ထဲမှာမြင်ရတွေ့ရတယ်ဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆလို့ရပါတယ်ဆရာတို့ဒီကန်နေရင်မက်တဲ့အိမ်မက်တွေကတော့အယူဆတွေအများကြီးရှိပါတယ်တယောက်နဲ့တယောက်မတူကြပါဘူးဒါကတော့ဆရာရဲ့အိမ်မက်နမိတ်နဲ့ပတ်သက်တဲ့ အယူအဆတွေကိုဆရာက ပြောပြပေးခြင်းဖြစ်ပါတယ်။ဆရာပြိတ္တတွေလည်းဒီလိုအိမ်မက်မျိုးတွေမတ်ပြီဆိုရင်မိမိရဲ့စိတ်ထဲမှာကံနေနေတယ်၊ကံဆိုးနေတယ်၊ဘာပဲလုပ်လို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်ဆရာအခုပြောပြသွားမယ်။အိမ်မက်ပြန်ကောင်းစေပြီးတော့လက်ပွင့်လက်ရွှင်ငွေဝင်စေပြီးတော့ကံကောင်းခြင်းတွေရရှိစီရရှိစေပြီးတော့ဒီအိမ်မကောင်းတဲ့အိမ်မက်ဆိုးတွေမမတ်တဲ့နီလန်လေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။နော်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းဆရာပြိတ္တတွေအကုန်လုံး share ပေးကြဖို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ထားပေးပါစီပြီးတော့ဒီ ဒီလိုအိမ်မက်ဆိုးတွေမှတ်တယ်လို့ကန်နေကန်ဆိုးတယ်လို့ကိုကုတ်ကိုထင်နေပြီဆိုရင်ဆရာတို့အရင်ဆုံးအလူဒါနတစ်ခုလောက်ရပါမယ်အဲ့ဒါကတော့နော်တိရိစ္ဆာန်လေးတွေကိုအစာကျွေးတာနော်တိရိစ္ဆာန်စာကျွေးတဲ့အချိန်မှာခွေးစာကျွေးတာငှက်စာကျွေးတာနော်ဆရာတို့ဒီခိုးတာကျွေးတာငားတာကျွေးတာမျိုးလေးတွေပါဝင်ပါတယ်เนาะဒါကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လည်းဆရာတို့ကန်နေတာတွေပပပျောက်ပျောက်ွယ်သွားပြီးတော့ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ခုကတော့အရေးကြီးကတော့မနေ့မှာ ဆုံးကက်လဲရတယ်ညမှာဆုံးကက်လဲရတယ်အိတ်ခန်ကြီးအိတ်ခန်မိမိအိတ်ခန်ကြီးမှာနော်ကိုပြုတ်လုံးမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ပထမချက်ကတောက်တော့ရေးအေးလေးကက်လူတာပေါ့နော်နောက်တစ်ခုကအမွေးတိုင်းကက်လူတာစီမီကက်လူတာပန်းကက်လူတာပြီးရင်ဆရာတို့ပေါ့နော်24ပစ္စည်းအချင်းကို17မီးငင်းအောင်လို့17ခေါက်ရွတ်ပြီးတော့နော်ခြေလက်ဆေးမယ်မျက်နှာဆေးမယ်ခြေထောက်လေးလက်တွေရေးဆေးမယ်မျက်နှာရေးလက်ဆေးမယ်ဆေးပြီးတော့မှဖျားဝတ်ပြုတ်ပြီးတော့မှဆရာတို့ပေါ့နော်အိတ်မယ်ဆိုရင်လည်း ိမ်မက်ဆိုးတွေပပျောက်စေပြီးတော့ကံကောင်းခြင်းတွေရရှိစေပါတယ်ကံနေနေတာလည်းဆရာတို့ပပျောက်စေပါတယ်ဒီလူတယောက်ကအိမ်မက်နဲ့လူလူတယောက်ရဲ့ဖြစ်တည်ပုံတွေကဆက်ဆက်နေပါတယ်တချို့ဆိုရင်အိမ်မက်မကောင်းတော့ဘူးအိမ်မက်ထဲမှာအိမ်မက်ဆိုးတွေမက်ပြီဆိုတာနဲ့အပြင်လက်တွေဘဝမှာလည်းတော့အဆအဆအရာရာအဆင်မပြေမှုတွေကြုံရရဲ့ ဝင်ငွေတွေထိုးကြသွားတယ်ငွေငွေဝင်တယ်ငွေမမြဲတော့ဘူးငွေဝင်နေသွားမယ်အလုတ်ကင်တွေကျဆင်းလာမယ်ဒါမျိုးတွေလည်းဆရာတို့ဘေးဆရာဘေးရင်ဟောတာဆက်တနစ်ရှိပြီဖြစ်တဲ့အတွက်ဒါမျိုးတွေလည်းဆရာစီမှာဘေးရင်လာမေးတဲ့လူတွေထဲမှာကြုံတွေ့နေရတာမျိုးတွေလည်းရှိပါတယ်အဲ့တော့ဆရာပြိတ္တတွေဒီလိုမျိုးအိမ်မက်ဆိုးတွေမှတ်တဲ့ကံတွေနှိမ့်နေတယ်ဆိုရင်ဆရာခုပြောပြသွားတဲ့ဒီရတရားလေးတွေကုသိုလ်ကောင်းမှုတွေလှုပ်ဖို့ဆရာပြောချင်ပါတယ်နောက်ခဏရတာသမီးအားလုံးလည်းဒီအိမ်မက်ဆိုးတွေမှာကင်းဝေးပြီးတော့ ကန်နိုင်ကန်ကောင်းကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း share ထားပေးဖို့ဆရာပြောချင်ပါတယ်